အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်အော်ဒါကျွန်တော် Liverpool ပရိသတ်တွေတော်များသူတို့ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးသူတို့ရဲ့ဒါကျွန်တော်အသင်းနဲ့ပတ်သက်ပြီးအခုလက်ရှိကျွန်တော်ရဲ့ comment အောက်မှာအမေးများတာလေးတွေရှိတယ်ကိုဒီဗီ Florian Rich ရဲ့အပြောင်းရွှေ့ကအချင်းဒီ blue ရှိလဲဗာညာပေါ့နော်အော်ဒါရည်ရတာဗောနော်ဒါဒီနေ့အေဗောဒီနေ့ညဘက်လောက်ကညကျွန်တော်မြန်မာစံတော်ချိန်တက်မယ်ဆိုညလောက်ကမှဒါကျွန်တော် Fabio Romano ရဲ့သူ့ရဲ့ update မှာက Florian Riz နဲ့ update ကမတက်ဘဲနဲ့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိ Liverpool အသင်းအနေနဲ့ဒါ Milo Krakas နဲ့အပြောင်းအရွှေ့က update အပေါင်းလက္ခဏာဆောင်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဒါကတော်တော်လေးကိုဒါစဉ်းစားစရာဖြစ်ပြီးတော်တော်လေးကို weird ဖြစ်စေတဲ့အချက်တစ်ချက်ဆိုရင်တော့မှားမယ်တော့မထင်။အဲ့တော့တိကျတယ်မှာဒါ Liverpool သိနေတာကျွန်တော်တို့ Florian Riz ရဲ့အပြောင်းအရွှေ့တက်ဒါကျွန်တော် BA Liverpoolsin ကိုတော့ဒါကျွန်တော် Euro တန်း330တန်းရှိရဒါပေါင်တန်း109တန်းရှိရဒါ package တစ်ခုကိုတရားဝင်ကန့်လန့်ခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့ Liverpoolsin နေနဲ့အခုလက်ရှိမှာဒီ package နဲ့ပတ် သက်ပြီးတော့လီဗာပူးကိုတရားဝင်အကြောင်းမပြန်သေးဘူးလို့ကျွန်တော်နေသိရတယ်မှာပါတချို့ရင်းမင်းကြတယ်မှာပါငါလာတော့ဒါကိုလက်ခံလိုက်ပြီလား အခုလက်ရှိချိန်ကလီဗာပူးစီနေတဲ့ဒီအပြောင်းရွှေ့သူတို့နဲ့အာယုံမဆိုင်နိုင်သေးပဲနဲ့သူတို့နဲ့အခုလက်ရှိမှာဂိုးသမားအပြောင်းရွှေ့အခုချိန်မှာတကယ်ကိုအလုတ်လုံနေစေဖြစ်တယ်လို့ပြောလို့ရတဲ့ထဲမှာပါအဲ့တော့ဒါသူတို့ရဲ့လက်ရှိနီးပြတဲ့ဖြစ်လာခဲ့တဲ့ Eric Ten Hag ကတော့အပြောင်းရွှေ့မှာကိုယ်တိုင်ဦးစီးနေတဲ့အတွက်ကြောင့်သူဒီနေရာမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာနေတယ်လို့ပြောလို့ရတဲ့ထဲမှာပါအဲ့တော့မြို့တော်ပင်စူစီကောင်အခုလက်ရှိမှာဒါနောက်ဆုံးရ update Liverpool အပြောင်းရွှေ့ရဲ့တင်းကပါလေ Liverpool တင်းကအခုလက်ရှိမှာ Florian Ribery ရဲ့အပြောင်းရွှေ့ကဘာမှသိမ့်မထူးတဲ့ဒီပေမဲ့ဒါကျွန်တော် Liverpool တင်းနဲ့ဒါများမကြမီအချိန် မှာတော့ဒါလက်ဘဘူးအစ်စ်ငါဒါမီလိုကရာကက်စီအပြောင်းရွှေ့နေပတ်သက်ပြီးရှေ့တိုးတော့မယ်လို့သိရတယ်မှာပါတယ်။ကစားသမားနဲ့လက်ဘဘူးအစ်စ်ကအခုလက်ရှိမှာပုတ်ကူရရသဘောတူညီမှုရရှိခဲ့ပြီးပြီဖြစ်တဲ့ဆွဲတဲ့တဲ့တော်တော်လေးကိုကျေပြန့်တက်လာခဲ့ပြီးဖာဗီဂျီရိုမန်နဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး confirm လုပ်ပြီးသားဖြစ်တယ်။အဲ့တော့လက်ရှိမှာလက်ဘဘူးအစ်စ်နဲ့ Florian Riz ရဲ့အပြောင်းရွှေ့ကိုစောင့်နေတဲ့အချိန်မှာမီလိုကရာကက်စ်ကိုဒါတရားဝင်ကမ်းလှမ်းဖို့အတွက်ဒါကျွန်တော်တို့လက်ဘဘူးအစ်စ်စူးစမ်းတော့မယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်။အဲ့တော့တစ်ဖက်ကဘုံမောက်သိနေမီလိုကရာကက်စ်ကိုပေါင်45သန်းဈေးသတ်မှတ်ထားတယ်။လက်ဘဘူးဘက်ကပထမဆုံးကမ်းလှမ်း မှုကိုကျွန်တော်ထင်တာပြောရမယ်ဆိုရင်ယူရို30 plus 5သန်းယူရို35သန်းတန်ပို့ဆိုပေါင်35သန်းတန်ရှိတဲ့ package တစ်ခုနဲ့ Liverpool အသင်းကတရဝင်းကန်လန်တော့မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ကြားသိရတယ်မှာပါအဲ့တော့ကိုယ်လက်ရှိမှာဒါကျွန်တော်တို့ပထမဆုံးကန်လန်မှုတော့ဘုံမောက်အသင်းနဲ့ငင်းပယ်သွားဖို့ရှိရဆိုရယ်ကောလာဟာလာကလည်းဒီနေ့မတန်မြန်ထွက်လာခဲ့တယ်အဲ့တော့ Liverpool အသင်းကတော့ရှင်းတယ် Florian Ries ရဲ့အပြောင်းအရွှေ့မှာစောင့်မျှော်နေရင်းနဲ့တို့အနေနဲ့ဒါတစ်ဖက်ကအလုပ်လုပ်နေတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့ Liverpool အသင်းကိုသေချာကြည့်အောင်အဲ့ Liverpool အသင်းနဲ့ဒီအပြောင်းအရွှေ့တရဝင်းစတဲ့အချိန်မှာဒါကျွန်တော် Frank Pound ကိုတရဝင်းကျင်ညာခဲ့ပြီးပြီလက်ရှိမှာ လက်ဇန္ဒားရဲ့အာလူရဲ့အပြောင်းရွှေ့ကလည်းကျွန်တော်ယူရို၁၀သန်းတတိရရှိခဲ့ပြီးဖြစ်တယ်အဲ့တော့လီဗာပူးအသင်းဒီနေ့ရဲ့အပြောင်းရွှေ့ကစောစောစီစီပဲဒါကျွန်တော်တို့လုတ်ပြီးစောစောစီစီပဲပြီးသွားဖို့ရှိတယ်အဲ့တော့ ဒီနေရာမှာအဲ့တော့လောရမယ်ဆိုတော့နောက်နေ့မှကျွန်တော်ဒါတိတိချာချာသတင်းပြန်လိုက်ပြီးတင်ပြီးမှလေဘူးတင်တဲ့တိုက်စစ်မှုသတင်းလည်းအခုလက်ရှိမှာထွက်ထွက်ထွက်နေရတွေ့ရမှာဒါပေမဲ့ကျွန်တော်နေတာဟိုအရင်အပေါ်ရန်လေးတွေပဲတွေ့ရတယ်ကျွန်တော်ဒါတိတိချာချာများထွက်ပေါ်ခဲ့တော့ကျွန်တော်တင်ဆက်မှာဖြစ်တယ်အခုလက်ရှိမှာလေဘူးတင်ကဒါတိုက်စစ်မှုခေါ်ယူဖို့အတွက်ခေတ္တခဏမိထားပြီးသူတို့နေတယ်ကျွန်တော်မြင်တာပေါ့နော်ဒါ Florian Risk နဲ့ဒါ Milo Krakes ရဲ့အပြောင်းအရွှေ့ကိုအပိသက်လှုပ်ဆောင်နေတယ်လို့ပြောလို့ရတယ်မှာပါတော့ဒါ Milo Krakes ကလေဘူးတင်နဲ့ကျွန်တော်ပထမအဦးဆုံးကမ်းလှမ်းမှုကိုလာမဲ့ဒါကျွန်တော်တို့ အဲ့ပေါ်ဟိုတင်းလာနေရစာပြီးတို့နဲ့ပြန်လွတ်တော်ဖြစ်တဲ့ကြောင့်မို့သူတို့အနေနဲ့တရားဝင်တာကျွန်တော်တို့ကမ်းလှမ်းတော့မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်တော့ပါတော့ဒါလီဗာပူးတင်းနဲ့ဒါကျွန်တော်တို့လာမယ့်ရသက်တစ်ပတ်မှာတင်ဖလော်ရီယန်ရစ်ကိုမီလိုကရာကတ်စ်ကိုတရားဝင်ရသွားနိုင်တဲ့နေရာမှာရှိအဲ့တော့ပြောချင်တာလီဗာပူးတင်းနဲ့သူတို့ရဲ့အပြောင်းရွှေ့ရဲ့တော်တော်များများကိုလာမယ့်ရသက်တစ်ပတ်မှာအပြီးသက်သွားဖို့အတွက်ရှိတယ်ကျွန်တော်အနေနဲ့မှန်းလို့ရတယ်အဲ့တော့လီဗာပူးတင်းကဒီနှစ်မှာပြောင်းအဲ့ပေါ်လီဗာပူးတင်းကအပြောင်းရွှေ့မှာအခုနောက်ပိုင်း Michael Award တို့ Lucien Hughes တို့အပြောင်းလဲလို့ဒါတော်တော်လေးကိုမြန်ဆန်တယ်လို့ပြောလို့ရတယ်တော့ပါပါတယ်အဲ့တော့လီဗာပူးတင်းကဒါကျွန်တော်ဒီရ ပိုင်းအတွက်မှာဒါ Florian Road မီလိုကရာကက်စကိုဒါတရားဝင်ကန့်လတ်မှုပြုလုပ်မယ်ဟိုဘက်ကညင်ပိန်ဒုတိယမြောက်ကန့်လတ်မှုကိုလည်းဒီဒီဘက်ထပ်မှလုပ်သွားဖို့ရှိတယ်အဲ့တော့ Liverpool တင်းကလက်ရှိအပြောင်းရွှေ့နေပတ်သက်ရင်တော့ရေရှည်ကာလရှည်ဒါကျွန်တော်ပြဿနာတက်နေတဲ့ပုံစံမျိုးတော့တို့နေလုံးဝလုပ်ဖို့အစီအစဉ်မရှိဘူး Florian Road ရဲ့အပြောင်းရွှေ့ကိုလည်းလာမယ့်ရက်သက်တစ်ပတ်အတွင်းအပြီးဖြတ်ဖို့အတွက် Liverpool တင်းနဲ့မျော်လင့်နေလို့သိရတယ်မှာပေါ့အဲ့တော့ Liverpool တင်းနဲ့ Leverkusen ကတို့ရဲ့ Euro တန်130ပုံစံမျိုးကိုညင်ပယ်ခဲ့မယ်ဆိုရင်တော့ Leverkusen တောင်းဆိုတဲ့ Euro တန်150တဲ့ package ကိုလည်း live ရောသွားနိုင်တယ်ဆိုတဲ့ Kola Hala ဆက်ဆက်တဲ့နေလေ အများကြီးထွက်နေတာကိုကျွန်တော်တွေ့ရမယ်ဒီမှာဗာဒါပေမဲ့အခုလက်ရှိမှာဒါ Leverkusen ဘက်ကဒါကိုလုံးဝမငင်းသေးပဲသူတို့ကသူတို့အပြောင်းအရွှေ့မှာတိုင်ပတ်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်သူတို့ဒီနေ့လက်ရှိနီးပြတဲ့ Eric Ten Hag လူချင်းတဲ့ကစားသမားတွေကိုအသင်းကိုခေါ်ယူပေးဖို့အတွက်တောက်လျှောက်ကြိုးစားနေတာကိုတွေ့ရမယ်ဒီမှာပါအဲ့တော့ Eric Ten Hag ကိုလည်းလက်ရှိမှာအပြောင်းအရွှေ့မှာဦးစီးလို့ရသွားကြတော့သူအနေနဲ့ဒါ အလီဗာဂူစင်ကိုသူနဲ့အပြောင်းရှိအဲ့တော့ကျွန်တော်ကြားလာကပေါ့နော်ကောလာဟာလာတွေကြားလာကလက်ရှိမှာဖလော်ရီယန်ရစ်ကိုဒါကျွန်တော်တို့လီဗာဂူစင်လက်ရှိနီးပြသွေးဖြစ်လာခဲ့တဲ့အဲရစ်တဟကအသစ်မှာဆက်ထားဖို့အတွက်တောက်လျှောက်ကြိုးစားခဲ့ပေမဲ့ကစားသမားကတော့လီဗာပူးအသင်းကိုဒါအဓိကပြောင်းရွှေ့ဖို့အတွက်ဒါလက်ခံထားရဲဆိုတဲ့တင်ထော်လာအဲ့တော့ဒါတစ်ဖက်ကစားသမားကိုယ်တိုင်ကလည်းလီဗာပူးကိုလိုလိုချင်ချင်ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကကျွန်တော်အနေနဲ့ဖြစ်လာလို့လာမယ်လို့မြင်တယ်။ဒါပေမဲ့မီလိုကရာကစ်ရဲ့အပြောင်းရွှေ့ကိုပါလီဗာပူးကတချိန်ထဲမှာဒါအာယုံစလိုက်တာအာယုံစိုက်လာနိုင်တဲ့အတွက်ကြောင့်မို့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုလီဗာပူးအသင်း ်ပိုင်ဆိုင်သွားပြီလို့ပြောလိုက်ရတော့လေဗာကူးသင်ကျွန်တော်မျက်စိတိုင်းမြင်ကြည့်တော့ဒီတိုင်းဆိုရင်ဒါမီလိုကရာကက်ဆယ်အပြောင်းရွှေ့ကတော့ရပိုင်းအတွင်ဖြစ်သွားလောက်မယ်လို့မြင်တယ်အဲ့တော့မီလိုကရာကက်ဆယ်အပြောင်းရွှေ့ကလေဗာကူးအသင်းနေနဲ့ဖလော်ရီယန်ရစ်စတာတော်မှာဆော်ဘီများ here we go သွားမလားဆိုတာကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါအဲ့တော့ဒါကျွန်တော်တို့မီလိုကရာကက်ဆိုလေဗာကူးသင်နဲ့လာမယ့်ရသက်တပတ်လာမယ့်ရပိုင်းအတွင်မှာဒါကျွန်တော်တို့ ယူရိုတော့ပေါင်35သန်းနဲ့ package 30 plus 5သန်းနဲ့ကလန်တော့ဘူးရှိပြီးတော့ဒါကိုတော့ဒါကျွန်တော်ဘုံမောက်တင်ကညင်းပေတဲ့ချိန်မှာဒါဘုံမောက်လူချင်းနဲ့ဈေးပုံစံမျိုးကိုပဲဒါယူရို35သန်း plus 40လောက်နဲ့ဒါကျွန်တော်ဂျားကြသွားလောက်မလို့မြင်နေအဲ့တော့ Liverpool တင်ကသူတို့ရဲ့ left back နေရာတော့ဒါကျွန်တော်တို့လက်ရှိမှာ secure ဖြစ်သွားပြီလို့ပြောလို့ရနေတာအခုဖြစ်သွားပြီအဲ့တော့ Florian Reis အပြောင်းရှိတယ်ကျွန်တော်ထင်တာပါလာမယ့်ရက်လာမယ့် အပတ်မှာဒါပြီးသွားမယ်လို့ပဲမြင်တယ်တော့လီဗာပူးသင်းရတာကျွန်တော်အဓိကကစားသမားခေါ်ယူမဲ့ကစားသမားလာမဲ့အပတ်မှာနေအကုန်ပြီးသက်ခေါ်ယူသွားနိုင်လောက်မယ်လို့ကျွန်တော်နည်းနည်းမြင်တယ်ဒါပေမဲ့လက်ရှိမှာဒါအဝင်ပေါ့နော်အထွက်မှာ ဖြစ်နေတဲ့အကြောင်းအရာကလီဗာကူစင်နဲ့ဆက်ဆက်ပြောမယ်လီဗာကူစင်ကအခုတည်တဲ့အချိန်မှာဘရန်ဖူရဲ့ဂိုးသမားဖြစ်တဲ့ဖလက်ကန်ကိုသူတို့အနေနဲ့ဒါကျွန်တော်တို့ခေါ်ယူနိုင်ခဲ့ဖြစ်တယ်ဒါလက်ရှိဘရန်ဖူအသင်းကဒါနံပါတ်1ဂိုးသမားဖလက်ကန်ကိုလီဗာကူစင်ကခေါ်ချသွားတဲ့အတွက်ကြောင့်မလို့လက်ရှိမှာ ဘရန်ဖို့အသင်းနေနဲ့လစ်ဗာပူးအသင်းရတာကျွန်တော်ဂိုးသမားကိုခေါ်ယူဖို့အတွက်စတင်ပြင်ဆင်လာခဲ့တယ်။လက်ရှိမှာကျွန်တော်နံပါတ်1နေရာတော့မှလုံးဝမတိကြတော့တဲ့အနေအထားတစ်ခုရောက်သွားခဲ့တဲ့ကာလေဟာနဲ့အသင်းကတရားဝင်ထွက်ခွာတော့မှဖြစ်ကြောင်းကိုသူအနေနဲ့ပြောကြခဲ့ပြီးနောက်ပိုင်းမှာကာလေဟာရဲ့နောက်ထပ်ကလပ်တစ်ခုဖြစ်မှာဘရန်ဖို့ဖြစ်လာခဲ့တယ်။ဘရန်ဖို့ကမနေ့ပြောမှဆိုဂိုးသမားကောင်းရင်အမြဲတမ်းဒါ producer နိုင်ခဲ့တဲ့အသင်းအသင်းဘရန်ဖို့အနေနဲ့ဒါကျွန်တော်အရှိအာစနိုအသင်းရဲ့နံပါတ်1ဂိုးသမားဖြစ်တဲ့ရာယာကိုဒါ producer နိုင်ခဲ့တယ်။ဒါအခုလက်ရှိမှာ Flacken ဆိုတဲ့ဒါကျွန်တော် Liverpool ရဲ့အသင်းကိုပြောင်းရွှေ့သွားတယ်။အဲ့တော့လက်ရှိမှာဒါတကယ်တမ်းမနေ့ပြောမှဆိုရင်ဒါကာလေဟာက Brentford ရဲ့တကယ်ကို ူကောင်းမွန်တဲ့ replacement တစ်ခုဖြစ်သွားနိုင်ကျွန်တော်နေမြင်တယ်။ကာလီယာအတွက်လည်းတကယ်လို့နံပါတ်1ရရှိမဲ့နေရာတတိယကိုရောက်သွားတဲ့ကြောင့်မို့ဒါတော်တော်လေးကိုအဆင်ပြေသွားနိုင်မယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာ100%ကျွန်တော်ကတော့မြင်မိရတယ်မှာပါတယ်။အဲ့တော့ဒါလက်ရှိမှာဒါ Liverpool တင်းရတာကျွန်တော်တို့ကစားသမားဖြစ်တဲ့ကာလီဟာကတော့လာမယ့်နေရာဒီမှာဒါကျွန်တော်တို့ Brentford ကိုပြောင်းရွှေ့ဖို့အတွက်အချင်းဒီဒီကောင်းနေပြီဆိုတဲ့တဲ့တင်ကိုကျွန်တော်နေတက်ဆက်ပြီ။အဲ့ဒါနဲ့ပတ်သက်ပြီးဆက်ဆက်မယ်ဆိုခုနကပြောသူပဲ Milo Krakes ရောက်လာမယ့် Liverpool အသင်းမှာဒါ Simicas ကအသင်းပြောင်းဖို့အတွက်ရာဂိုင်နှုန်းတွေတဖြည်းနဲ့များလာခဲ့ပြီ။ Andy Robertson နဲ့ ခုလက်ရှိမှာသူ့ရဲ့အနာဂတ်ကိုသူကလောကလက်ခံလိုက်ပြီသူနေတာသူဟာအရန်ကစားသမားဖြစ်ဖို့အတွက်သူလက်ခံလိုက်ပြီဒါပေမဲ့ Andrew Robertson နဲ့ခုလက်ရှိမှာအသင်းကသူ့ကိုစာချုပ်သက်တမ်းတိုးဖို့အတွက်သူကမျှော်လင့်တယ်အဓိကကသူ့နဲ့ဒီအသင်းမှာပဲသူ AC ဆော့ချင်ပြီသူ့နဲ့ဒီအသင်းမှာပဲအနားယူသွားပြီးတော့ legend တစ်ယောက်အနေနဲ့ပဲသူနေချင်တယ်ဆိုတဲ့ပုံစံမျိုးကိုသူသွားတယ်အခုလက်ရှိမှာ Robertson အနေနဲ့သူ့ရဲ့စာချုပ်သက်ကိစ္စကိုဒါ ဗန်ဒိုက်လူဒါဆာလာရူလူမူဒါပြိတ္တတွေနေနေအတန်များများကြည့်အောင်လုပ်ပေးပါဆိုသူခဏခဏဒါတောင်းဆိုတော့တယ်အဲ့တော့ဒီတိုင်းဆိုတော့ရောဘီဆန်ကကျွန်တော်အနေနဲ့ဆက်နေမယ်လို့မြင်တယ်စီမီကတ်ကသူ့အနေနဲ့ဒီထက်ပိုကောင်းတဲ့ဒါပြသူ့ထက်ပိုမိနစ်တွေပိုပိုကောင်းတဲ့ကလပ်ဘောဘီထက်ပိုပြီးတော့မိနစ်တွေရမယ်ကလပ်ကူကိုစီမီကတ်ပွားမယ်လို့မြင်တယ်လေဗာပူးတင်းကလည်းရှိမှာစီမီကတ်ကိုဒါဒီနှစ်ဒါကျွန်တော်အပြောင်းရွှေ့ရာသီမဖွင့်ကလေးကလည်းရောင်းဖို့အတွက်စီစဉ်ထားပြီးသားဖြစ်ပြီးတော့ဘီလိုကရာကက်သာရောက်လာခဲ့ပြီဆိုတော့တေချာတစ်ခုကစီမီကတ်ကလာမယ့်နွေရာသီမှာဒါလေဗာပူးတင်းကထွက်ခွာဖို့အတွက်တော့တေချာတလောက်ရှိပြီလို့ပြောလို့ ရာတွေမှာပါပါတယ်အဲ့တော့ဒါလက်ရှိမှာနောက်တန်းနဲ့ကဖူဘက်နဲ့ဂိုးသမားရဲ့နေရာမှာလေဘဘူးအတင်းနဲ့ခုလက်ရှိအပြောင်းရှိမှာတော်တော်လေးလို့လို့ကကဖြစ်နေတယ်လေဘဘူးအတင်းနဲ့ဒါကျွန်တော်ကစားသမားအယောင်းမှာလည်းခုလက်ရှိမှာမထင်မှတ်ပဲတာဖြစ်သွားနေတဲ့ကစားသမားတွေထဲမှာဒီဂိုဂျိုတာလည်းသွားမိတယ်မှာပါဒါသင်ထားပြီးသားပါဒီဂိုဂျိုတာလက်ရှိမှာဟုတ်ဝသင်းနဲ့မက်သျူးရက်ခွန်နာကိုအစားထုတ်ဖို့တည်းပြင်ဆင်လာခဲ့တယ် လေပပူးကလည်းဒီကစားသမားဇီတတတာနဲ့ရောင်းသွားပြီးတော့ဂျိုတာရဲ့နေရာမှာလက်ရှိမှာလေပပူးတင်းနဲ့ replacement လုပ်ဖို့လည်းစတင်ပြီးစဉ်းစားနေလို့သိရတယ်မှာပါဒါပေမဲ့လက်ရှိမှာလေပပူးတင်းနဲ့ဒီပြောင်းရွှေ့အတွက်အရန်ကြီးလောသွားမှာမဟုတ်ဘူးလို့လည်းသိရတယ်တယ်မှာပါပါတယ်ဒါတော့ပါပဲအားလုံးမျိုးတို့မှာကောင်းမွန်သောညာလေးညာဖြစ်ပါဒီညာကနေစုံမုံအောင်တောင်းပြီးလဲပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ TV4 တို့မှာကျင်းလူစပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးကလပ်ဖို့မမိကြပါနဲ့ဦး အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4 ကြီးတွေလင်းလေးတွေကိုတက်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကုညီပေးလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဦး။များများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတင်ပါနဲ့။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှပဲအေးစေတူကြပါပေါ့။အားလုံးမကြိုးတင်ပါနဲ့။ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ဒီပေါ်ပဲအားလုံးမကြိုးတင်ပါနဲ့။